ားလုံးပဲမင်္ဂလာပါအားလုံးပဲတာယာတဲ့နေ့လေးတနေ့ကိုပိုင်ဆိုင်ကြပါစေเนาะမိမိရှာနေပြီးတော့မှ stainless steel တွေကိုအားပေးတဲ့ customer တွေတယောက်ချင်းစီတောင်မင်းရကျေးဇူးအများကြီးတင်ပါတယ်เนาะဒီနေ့ကတော့မင်းက stainless steel တွေတဲ့အော်ဟိုဒီထားတူပုံလေးတွေဝတ်စင်ပုံလေးတွေလည်းပြောပြချင်တယ်ပေါ့เนาะ stainless steel တွေရာကြလို့ရှိရင်မင်းတို့ရွှေလို့ပဲတင့်တယ်လပစွာတက်ရက်စွာဝတ်စင်လို့ရပါတယ်နောက်တစ်ခုကတော့ stainless steel တွေကို ရေလိုကောမိုးချူမှုဆိုလို့ရှင်တော့ရေလေးဆေးပြီးလို့ရှင်တ िश ူးလေးနဲ့တုပ်ပြီးတင်းထားလိုက်မျိုးဆိုတတလုံးဝတ်လို့ရပါတယ်เนาะအော်သူကရွှေလိုပဲတံမိုးထားပို့လို့ရပါရဲ့နောက်တစ်ခုကဒါကပြောချင်တာပါလဲဆိုတော့ဩဒါရရှိမှာ లైన్ မှာဝယ်တဲ့သူတွေရောပြီးလို့ရှင်ဒလီကိုအင်အားငွေချေပေါ့เนาะအားလုံးလေးအစဉ်ပြေအောင်လို့ဒါကအင်အားငွေချေရင်လုပ်ပေးတယ်ပေါ့ ဒါပေမဲ့တယောက်နဲ့တယောက်လေးလေးဆားဆားလေးတော့ရှိစေချင်ပါတယ်ရှိစေချင်ပါရဲ့ဆိုတော့တချို့ကအိမ်ရောက်ငွေချေတွေပို့ပြီးတော့ပြီးတော့လေတနေရာနဲ့တနေရာအဝေးပါနော်တနေရာလဲတနေရာအဝေးပါပြီးတော့လေစစ်သူလေးတို့လည်းတရားကိုထိုင်ကြည့်ဖို့မအားတယ်လို့ဒါကလည်းစစ်သူလေးတို့ကိုတတိတတ်တန်ရင်ပို့ဖို့မအားပါဘူးနော်အဲ့လိုမအားတာမအားတဲ့သူချင်းချင်းမှာကိုတကယ်ယူပြစ်မှယူခြင်းမှယူနိုင်မှာ စ္စည်းလေးတွေဝယ်ယူအားပေးပါလို့အခုလိုမျိုးဆိုတချို့အားတွေကကြတော့တချို့တချို့တော့သူလေးတွေပေါ့နော်တချို့တချို့တော့သူလေးတွေကကြတော့တရားရှိကိုပစ္စည်းလေးတွေဖုံးဆက်ပြီးလို့ရရဲ့သားနဲ့ပစ္စည်းလေးတွေလာမယူကြအောင်ပေါ့နော်ဖုံးဆက်လို့လည်းရတယ်ဖုန်းလဲကင်လဲဖုန်းနဲ့လည်းစကားပြောတယ်ပြီးတော့မှဒီဒလီပို့ဆောင်တဲ့အခါကျတော့ပစ္စည်းလေးတွေကိုမယူကြအောင်ပေါ့နော်အဲ့လိုမယူကြတဲ့အခါကျတော့မင်းရှင် Robust တွေပြန်လာတယ်ပေါ့ မင်းကစေတနာထားပြီးတော့လေရောင်းချပေးတယ်လို့အစင်ပြေအောင်အကောင်းဆုံးဝန်ဆောင်မှုပေးပြီးတော့ရောင်းပါတယ်။အဝယ်ဘူးတဲ့သူတွေသိတယ်။မင်းလိုက်ကိုကြည့်ဘူးတဲ့သူတွေသိပါလိမ့်မယ်။အခုကပြောရချင်းကကြတော့မမင်းကတော့ပြင်ပင်ပမဲ့နဲ့လေရောင်းပေးပြီးတော့ပြင်ပင်ပမဲ့နဲ့အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့စိတ်ရှည်လက်ရှည်နဲ့ရှင်းပြပြီးတော့တကူอยู่ရောင်းမယ်ဆိုရင်12000ပဲရှိပါ12000เนี่ยဆိုတော့ငွေအမောင်းอ่ะစစ်သူလူတို့အတွက်ဒီခင်းနဲ့ဆိုရင်တော့ဘာမှမဟုတ်တဲ့ငွေအမောင်းကိုပြောလို့ရပါတယ်เนาะ ကြာလေးတွေကကြတော့ luxury တိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့လိုအပ်မှာဝယ်ပါနောက်တစ်ခါမလိုအပ်လို့ရှင်မဝယ်ပါနဲ့ကျေးဇူးလေးတို့ကတော့လိုအပ်တဲ့ချင်းပြီးတော့မှကိုယ့်ဘာနေကိုဝယ်ပြီးတော့ရှင်လေကိုတောင်ဝင်ကိုယူစေခြင်းနဲ့ကိုတောင်ဝင်ကိုယူစေခြင်းနဲ့ဆိုတာမမင်ကမမင်တောင်ဝင်ရှိတဲ့ပစ္စည်း quality ကိုလည်းမမင်အာမခံတယ်လိမ်လည်မှုမရှိအောင်လို့လေမမင်ကအိမ်ရောင်းငွေချေတဲ့စစ်သူလေးတို့လက်ထဲကိုအယောင်ပို့ပေးတယ် တချို့နေရာဒေတာလေးတွေကကြာချိန်ကြာမယ်နေရာပေါ့နော်နေရာကွာဝဲကြာတာပဲရှိမယ်ပစ္စည်းရောက်ပြီလို့ဖုန်းတွေဆက်ပါလေးနဲ့မရှူကြဘူးဖုန်းဆက်ပြီးလာယူမယ်လာယူမယ်ပြောပြီးတော့ delivery ရုံးကလာမြူတဲ့ခါကျတော့မမိရှူ robots လေးတွေပြန်လာတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့မကောင်းပါဘူးဘာလို့လဲဆိုတော့လူဆိုတာကကိုတာဝန်ယူစိတ်ရှိရမယ်ပေါ့ကိုလိုချင်လို့ကိုယ်ဝယ်ထားတဲ့ပစ္စည်းကကိုရှိကိုရောက်လာပြီဆိုလို့ရှိရင် လွန်လွန်လေးမဟုတ်ဘူးပေါ့ပေါ့တန်တန်လို့တွေးစေချင်ပေါ့ပေါ့တန်တန်လို့မတွေးစေချင်ဒီတောင်းနှစ်ထောင်မို့ကိုကစီမပြေဘူးဆိုမဝယ်ပါနဲ့တရားစိတ်မစိုးပါဘူးကိုစိတ်ကိုမနိုင်လို့ဝမ်းမိပြီဆိုရင်လည်းတောင်းဝင်ယူပြီးတော့အဲ့ပစ္စည်းလေးတွေတွားယူပေးပါဘာလို့ဒီလိုပြောရလဲဆိုတော့မမေကအခု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 တဘာဝဘေးရနေကြုံတဲ့လူတို့တချို့အခက်အခဲဖြစ်နေတဲ့သူတွေဖုန်းကြိုဆက်ပြီးပြောတဲ့လူတွေကိုမမေမစိုးလို့ဘူးနော် မမင်းတွေကိုဖုန်းကွန်တက်မမင်းကိုတိုင်းလည်းကွန်တက်လုပ်ပြောပြီးရတချို့ကတွေမမင်းကိုတိုင်းကန်ဆယ်လုပ်ပြီးရပစ္စည်းရအများကြီးပဲဒီတဘာဝဘေးအန်ဒီရဲ့အကြောင်းရောနောက်တချို့ကကြတော့လေအခုခီးတွေထွက်ရတယ်ဘာညာဖုန်းဆက်လို့ရှိရင်မမင်းဟာ အချိန်နဲ့တပင်းကြီးအတိအကျလုတ်ပေးတယ်။နောက်ရုံးကိုလည်းမမြန်မှားပေးထားတယ်။အဲမင်းဘက်ကနေပေးတဲ့ service ကပြည့်နေပြီ။အကုန်ဖြစ်နေပြီ။ဂိတ်ဆုံးဖြစ်နေပြီကွာ။ပေးစရာ service တောင်မရှိတော့လောက်အောင်ဂိတ်ဆုံးဖြစ်နေပြီ။ဒါပေမဲ့ချစ်သူလေးတို့ဘက်ကကြတော့တာဝန်ယူမှုတောင်းကြမှုရှာကိုဝယ်တဲ့ပစ္စည်းကိုကိုယူရမယ်လေ။ကိုဘာဖြစ်လို့ဝယ်ရလဲ။မမြန်ကအတင်းအားမဘဒုကိုမှမရှောင်း။ယူပါယူပါယူပါလို့ဘဒုကိုမှတခွန်းမှလည်းမပြောဘူးဆို။အခုတယောက်လည်းမဟုတ်နှစ်ယောက်လည်းမဟုတ်မမြန်က ဖုန်းတွေဆက်သွယ်လို့မရလို့ line တွေမကောင်းလို့ပြန်ပြီး reverse လောက်တာမျိုးတို့ဘလို့မှဒီလိုတဘာဝဘေးရန်ကြီးဖြစ်တဲ့နေရာမျိုးတွေကိုမင်းမြတ်လက်ခံနိုင်ပေမဲ့အခုလိုအဓိပ္ပာယ်မရှိဘူးညနေလာယူမယ်ပြောလိုက်မနက်လာယူမယ်ပြောလိုက်တော်ကြာလာယူမယ်ပြောလိုက်အခုပဲအဲ့လိုမျိုးတွေပြောတဲ့လူတွေကကြတော့အဲ့လုံးဝလုံးဝလုံးဝတာဝန်ယူခြင်းစိတ်မရှိဘူးဆိုရင်အဲ့ဒီလူတွေကိုမင်းပြောချင်တဲ့တစ်ခုရှိရပါလဲဆိုတဲ့အခါကျတော့ ဘဘူးမှမအားနေဘူးဒလီပို့တယ်ရုံးကလည်းမအားနေဘူးမမင်းလည်းမအားနေဘူးမမင်းတို့ပို့တယ်သွားတယ်လာရင်ဆိုအားလုံးကအလုံးလုံးနေကြတာဒီတက်ရွယ်နဲ့ဒီ YouTube ကိုကြည့်နေတဲ့သူတွေအသက်18နှစ်ကျော်ပြီးကိုပိုင်လုံးလုံးနေအလုံးလုံးနေတဲ့သူတွေကြီးပဲများမယ်လို့ထင်တယ်။နောက်ចောင်းသားတွေမို့လို့ဆိုလို့ရှိရင်လည်းចောင်းသားတွေဆိုလို့ရှိရင်တော့မှပဲအနေကြီးခွင့်လို့ရသေးတယ်။အခုယူလာတွေကလုံးကចောင်းသားတွေနေပါတယ်။ အားလုံးကကိုယ်တက်နိုင်တဲ့ငွေမောင်းနဲ့ကိုစဉ်းစားချင်းချင်းမရှူတဲ့လူတွေပဲဖြစ်လိမ့်မယ်လို့တော့မင်းမင်းကထင်ပါတယ်အဲ့တော့ပစ္စည်းတွေကိုဘ누구မှလည်းအတင်းအဓမ္မမင်းမင်းကမရှောင်းဘူးမင်းမင်းတင့်တော်တဲ့ဈေးနှုန်းနဲ့ရောင်းနေဆိုရင်မင်းမင်းကတော့တာဝန်ယူစေချင်တယ်ဘာလို့လဲဆိုတော့ကိုဝယ်တဲ့ပစ္စည်းကိုဖုန်းနေဆက်ပြီးတော့မှညနေလိုက်မှပြောလိုက်မနေ့လိုက်မှပြောလိုက်အဲဒယ်လီရောကလူတွေလည်းဘေးလည်းမပေါ်နေဘူးအားလည်းအားမနေဘူးပြောစင်နေတဲ့ဒိတ်ပြီးကဘ누구မှမအားပါဘူးသူသူလေးတို့လည်းအားပြီးတော့မှတရောက်ထိုင်ကြည့်နေရမဟုတ်ဘူးအချိန်ပေးပြီးကြည်ထားပြီးကိုလိုချင်းတို့ အာရမတွေအတင်းအာရမတွေယူထားတဲ့ပစ္စည်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့တာဝန်ယူပြီးယူပါ ဘသူမှမအားနိုင်ဘူးဆိုတာလေးကိုလည်းသိစေခြင်းနဲ့နောက်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 လူတွေလည်းဒီလိုလုပ်မယ်ဆိုလို့ရှင်တော့မြန်မာလူတွေရှုံချပါတယ်ဘာလို့ရှုံချလဲဆိုတော့အတိတရားမရှိရဲ့သူတွေတာဝန်ယူခြင်းစိတ်မရှိရဲ့သူတွေတဘာဝဘေးရန်ကြီးဖြစ်နေလို့ခက်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 ဖြစ်နေတဲ့နီလို့လူတွေအကုန်လုံးမမင်းနဲ့ဖုန်းကွန်တက်ပြောတယ်အာတရာရေးအမအော်အဲ့ဒါလေရတယ်မှနောက်လို့လို့ရှင်ဝဲနောက်နဲ့တရားဟိုဟာဖြစ်တယ်ဆိုအဲ့ဒီလိုပြောတဲ့လူလွယ်ကလွဲလို့ရှင်အခုနောက်ပိုင်းလူတွေက ဆုံးဆက်တယ်ညနေယူမယ်ပြောတယ်မနေ့ယူမယ်ပြောတယ်လားမယူဒလီရုံးကစာလေးတွေရေးတာအဲ့ဒါမင်းမင်းကဖတ်ကြည့်မှသိတာ rebus ပြန်လာရင်တို့ရဲ့ဒီရဲ့ဖုံးဆက်တယ်ဖုံးဆက်တယ်ဖုံးမကင်ဘူးဖုံးဝင်တယ်ညနေလာယူမယ်ခྱི་သွားတယ်ထပ်ဖြည့်တယ်အဲ့လောက်ဆိုမကောင်းနေတော့ဘလို့ပဲဖြစ်ဖြစ်တယောက်နဲ့တယောက်အလုံးလုံးနေကြရပြောချင်တယ်ကတော့ဘဒူးမှအားမနေပါဘူးလို့စွတ်တူလေးတို့ကလည်းတရားကိုကြည့်ဖို့အားမနေဘူးတရားကလည်းဈေးအောင်ဖို့အားမနေဘူးဘဒူးမှဘဒူးမှမအားဘူးဆိုရင်ကိုယ်ဝယ်တဲ့ပစ္စည်းကကိုယ်တာဝန်ကိုယ်ယူပေးပါ ိုဝဲခြင်းမဝဲပါကိုလိုခြင်းလို့ဝဲပြီးပြီဆိုလို့ရှိရင်လေဒလီယုံကလာပို့တဲ့အခါကျရင်ဖုံးကင်မှယူပါအဲ့လိုမဟုတ်ရင်ငကိုကလေးကမဝဲနဲ့ဒီတန်းအလကားကြည့်သွားတယ်အပြင်းပြင်းကြည့်သွားအရန်ကိုလိုခြင်းလဲကိုပတ်စံနဲ့ကိုငွေကြီးနဲ့ကိုရဲ့ငွေကြီးစီစီမှုနဲ့ချင့်ချိန်ပြီးတော့မှယူပါလို့မြင်ရ မေတ္တာရက်ခံအပ်ပါတယ်ပြောလဲပြောချင်ပါတယ်တကယ်လို့မိမိပြောရင်စကားအမတစုံတရာပါသွားရင်တောင်းပန်ပါတယ်အာဘယ်လိုဆိုတော့တော်တော်များများတော့မိရှိမှရှိပါတယ်ဒါအခုနည်းနည်းလေးစိတ်ကတိကောင်းဖြစ်သွားတာလေနှစ်ယောက်သုံးယောက်တွေ့ရပေါ့နော် Delhi Robots ပြန်ပို့တဲ့ရှိမှတချို့လူတွေကမမင်းကိုရန်ကန်ဆယ်လုပ်ပေးတာတွေအများကြီးပဲတဘာဝဘေးရန်နေနဲ့ပတ်သက်တဘာဝဘေးရန်နေလည်းမဟုတ်ဘဲနဲ့ဘာမှလည်းမဟုတ်ဘဲနဲ့အတလူလောက်တာကြတာဝင်ယူခြင်းနဲ့စိတ်မရှိတဲ့သူတွေကိုပြောတာပါ တာဝန်သိတာဝန်ကိုတာဝန်ကိုယူခြင်းစိတ်ရှိတဲ့သူတွေမမမစိုးလို့ပါဘူးတာဝန်ခြင်းစိတ်မရှိတဲ့သူ၃၄ယောက်လောက်ကိုမမနဲ့နဲ့စိတ်တူသွားလို့ပြောတဲ့စကားပါအဲ့တော့မမပြောတဲ့စကားထဲမှာအမားပါရဆိုရင်လည်းမြန်တောင်းမှာပါတယ်နော်မမလည်းနည်းနည်းလေးတော့နည်းနည်းလေးတော့တင်းသွားပြီပေါ့နော်အဲ့လိုမျိုးတီးခန့်နေဆိုပေမဲ့လည်းသဘောကောင်းနေဆိုတာလည်းအတိုင်းအတာတစ်ခုတည်းပဲအားလုံးကစီးပွားရေးလုပ်နေကြတာနောက်တစ်ခုကကြာလဲမအားနေကြပါဘူးမမလည်းမအားပါဘူးတီးတဲ့ချစ်သူလေးတို့လည်းမအားပါဘူး မအားမဲ့အတူတူဘာလို့လှုပ်ရှုပ်ခံပြီးတော့ဒီမအားနေတဲ့လူချင်းချင်းကိုလှုပ်ရှုပ်ခံပြီးလုပ်နေတော့တယ်အလကားကြည့်တော့မဝင်နဲ့ဝယ်ပြီးပြီဆိုရင်တော့တာဝင်ယူပြီးကိုဝယ်ခြင်းဆိုရင်တော့ဒလီရောဖုံးစင်ယူလိုက်ပါလို့เนาะအဲ့ဒူ3လ5ရောက်ကိုပြောချင်တယ်5ရောက်လောက်ရှိပြီ3ရောက်မဟုတ်5ရောက်လောက်ရှိကျန်တဲ့လူတွေမပါဘူးကျန်တဲ့လူတွေမပါဝင်မရှိမှလူဝယ်တာအခုလူကိုဒီဟာရောင်းတာဆိုလို့ရှိရင်မမေကတလားကျော်2လနီးနီးရှိပါတယ်2လပဲထားပါတော့ နှစ်လအတွင်းမှာဆိုလို့ရှိရင်မမေရောင်းတာ20 30လောက်ဖြစ်နေတယ်ဒါမမေရောင်းတဲ့လူကြီးအများကြီးပါမမေရှာထက်ခါထက်ခါဝယ်တဲ့သူတွေလည်းရှိရယ်အစ်စ်တွေလည်းရှိရယ်ပေါ့နော်ဘသူညှို့လိုက်လို့ဆိုပြီးလာဝယ်တဲ့သူတွေလည်းရှိရယ်အကုန်လုံးကိုတော့ကျေးဇူးအများကြီးတင်ပါတယ်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဝယ်ပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ် ဒါပေမဲ့တာဝန်မယူဘဲနဲ့ဝယ်ပြီးတော့မှပစ္စည်းကိုဒလီလာပို့တော့မှဖုံးမကင်တာလို့မယူတာလို့ရှေ့ရွှေနောက်ရွှေရွှေတဲ့လူ၄၅၆ယောက်ကိုပြောတာပါနော်ဒီဗီဒီယိုဖိုင်ကအဲ့ဒီလူတွေမြင်ပါစေသားအားလုံးကျေးဇူးများတယ်